ငလင်ဘေးတင်ဒေတာတစ်ခုဖြစ်တဲ့စကိုင်းတိုင်းရထပ်ပိုင်းရပါဝင်တိုင်းနယ်ပြည်နယ်ဒေတာအချို့မှာမိုးရွာသွန်းနိုင်ပြီးတနင်္သာရီတိုင်းမှာတော့မိုးသက်လေးပြင်းကျရောက်နိုင်တယ်လို့ဘိုးလီဝတာနှင့်ဇလဘေးတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မှအတည်ပြုထားပါတယ်။ဒီကနေ့ညနေရက်ထိခမန်းချက်အရတနင်္သာရီတိုင်းမှာ နေရာစိတ်စိတ်မိုးနဲ့ကရင်ပြည်နယ်တွေမှာနေရာကျဲကျဲနဲ့ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းရထပ်ပိုင်းအီယာဝတီတိုင်းနဲ့ကချင်ပြည်နယ်တွေမှာနေရာကွက် ားမိုးထစ်ချုံရွာမှာဖြစ်ပြီးရွာရန်ရှာနှုံ80ဖြစ်တယ်လို့သိရပါထိကြံတိုင်းဒေသကြီးနယ်ပြည်နယ်တွေမှာထော့တရရင်တင်ဖြစ်ထွန်းပြီးတရင်သာရီတိုင်းမှာမိုးတိမ်ထောင်တွေဖြစ်ထွန်းနေတယ်လို့ဆိုပါထိ အဆိုပါမိုးတိမ်ထောင်တွေရွေရှားရာနေရာတချောင်းမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံထားမိုးချိုပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေထားစားထိတ်မိုးလေဝသပြစ်စင်တွေပြစ်ပေါ်နိုင်တာကြောင့်ချိုတင်သတိပြုနိုင်ကြဖို့အကြံပြုသတိပေးထားပါထိတ် ဒါအပြင်ရန်ကုန်တိုင်းအေယဝတီတိုင်းတနင်္သာရီတိုင်းကချင်းကရင်နဲ့မွန်ပြည်နယ်တွေမှာတော့လာမယ့်နှစ်ရက်သားအတွင်းနေရွက်ကြားကနေနေရကျဲကျဲမိုးထစ်ချုံရွာနိုင်မယ်လို့သိရပါတယ်ရှင်။